ယေရှုခရစ်ဤကျွန်တို့တမန်တော်ငါရှိမုံပေတရုသည်ကဲတင်တော်မူသောအရှင်ငါတို့ဖျားသခင်ယေရှုခရစ်ဤဖြောင့်မတင်တရားကိုငါတို့ယုံကြည်သည်နည်းသူမျက်စွာသောယုံကြည်ခြင်းကိုရအတော်သူတို့အားကြားလိုက်ပါ၏ဖျားသခင်ကို၎င်းငါတို့သခင်ယေရှုကို၎င်းတည်တော်ညံ့အားဖြင့်ဂျေဇုတော်နှင့်ညီသက်ခြင်းသည်တင်တို့၌များပြားပါစေသောထို့သောနည်းအညီငါတို့ကိုဘုံတကိုးတော်နှင့်ခေါ်တော်မူသောဖျားကိုတည်တော်ညံ့အားဖြင့် ငါတို့အားအသက်ရှင်ခြင်းဖေဟဝိနိုင်မွေးလို့ခြင်းနဲ့ဆက်ဆိုင်သောအရာရှိသမျှတို့ကိုဖေဟတကောတော်သည်ပေးသနာတော်မူမည်ထိုသို့သောအားချင်းလေအလွန်ကြီးမြတ်သည့်အဘိုးထိုက်သောဂတိများကိုငါတို့နဲ့အပေးတော်မူမည်အကြောင်းမူကားထိုဂတိတော်များကို အမိပြု၍တင်တို့သည် လောကီတက်မှတ်ခြင်းအညစ်အကြေးနှင့်ကင်းလော့သဖြင့်ဖေဟပဂတိကိုဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းသည် ထိုသို့အလူငါတင်တို့သည် ယုံကြည်ခြင်း၌သီလကို၎င်းသီလ၌ပညာကို၎င်းပညာ၌ကာမခွန်ချုပ်တည်ခြင်းကို၎င်းတိခန့်ခြင်း၌ဖျားဝတ်ကိုဖြူ၍မွေးလျော်ခြင်းကို၎င်းထိုမွေးလျော်ခြင်း၌ညီအကိုဆုံမတ်ခြင်းကို၎င်းညီအကိုဆုံမတ်ခြင်း၌ချစ်ချင်းမေတ္တာကို၎င်းအလွန်ကြိုးစားအားထုတ်၍ထက်ဆန့်ကြလော အကြောင်းမူကားထိုပါရမီတို့သည်တင်တွန်း၌ရှိ၍ကြွယ်ဝလျင် ငါတို့သခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်း၌မပြင်းရည်စေခြင်းက၎င်းအကျိုးမဲ့မဖြစ်စေခြင်းက၎င်း ပြုပြင်တတ်ကြ၏။ထိုပါရမီနှင့်ကင်းတော်သူမူကားမျက်စိကန်း၏။ကိုမျက်စိကိုကိုပိတ်၏။မိမိအပြစ်ဟောင်းဆေးကြောကြောင့်ကိုမိတ်လျော့၏။ထို့ကြောင့်ညီကိုတို့တင်းတို့ခံရသောခေါ်တော်မူခြင်းနှင့်ရွေးချယ်တော်မူခြင်းကိုတည်မြဲစေခြင်းကတာ၍စူးစမ်းအထုကြလော။သူပြူလင်းရွေးလျာခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၏။ ငါတို့ကိုကဲ့တင်တော်မူသောအရှင်သခင်ယေရှုခရစ်၏သာဝရနိုင်ငံတော်ထဲသို့ဝင်စားခြင်းအခွင့်ကိုတင်တော်အားကြွပါစွာပေးသနာတော်မူလတံထို့ကြောင့်ယခုဟောပြောသောတမန်တော်ကိုတင်တော်သည် နားလေ၍တည်ကြည်ခြင်းရှိတော်လေဤသို့သောစကားများနှင့်တင်တော်အားအစင်မပြတ်တတိပေးမိအမှုကိုငါမမေ့မလျော်ငါတို့သခင်ယေရှုခရစ်သည်ဗျာဒိတ်ပေးတော်မူသည့်အတိုင်းငါတီးကိုရတဲ့ကိုမကြမမိမိငါပြစ်သွားရမည်အရာကိုငါတီးမှတ်၍ ဤထဲ၌ရှိနေစဉ်ကာလပတ်လုံးတင့်တို့ကိုတတိပေ၍နိုးစောအပ်သည်ဟုငါသဘောရှိ၏ထိုမှတ်ပါငါဆုထိတ်သည့်နောက်တင်းတို့သည်ဤရာများကိုအစင်မှတ်မိစေခြင်းကငါကျူးစာအထုတ်မိငါတို့ပခင်ယေရှုခရစ်၏တကောတော်ကို၎င်းကြွလာတော်မူခြင်းကို၎င်းတင်းတို့အားကြားပြောသောအခါငါတို့သည်ပရိယိန်နှင့်ပင်စင်သောတတရီစကားကိုမလိုက်ဘုံအနုဘတော်ကို ကိုယ်တိုင်မြင်တော်သူဖြစ်ကြကီအဘယ်တော့နီဟုငါ ဤသူသည်ငါနှစ်သက်မြတ်လို့ရာငါဤจิตသာပေတတိဟုသောအတန်တော်သည် ထူးမြတ်သောအယောင်းဝါတော်ထဲကထိုသခင်တို့ရောက်တော်အခါခမည်းတော်ဘုရားသခင်အထံတော်မှဂုံစေဘုံအာနုဘော်တော်ကိုခံရတော်မူ၏ကောင်းကင်ကရောက်လာသောထိုအတန်တော်ကိုငါတို့သည်တန်ရှင်းသောတောင်ပေါ်မှသခင်ဘုရားနှင့်အတူရှိသောကာလကြားရကြ၏ထိုမှတပါတာဝိမြန်မှန်သောနာဂနိစကားတော်သည်ငါတို့၌ရှိသေး၏စိတ်နှလုံးထဲမာရုံတိတ်ပြီး ကျယ်နီးပေါ်ထွက်သည့်ကာလတိုင်အောင်ထို့အနာဂတိစကားတော်ကိုမောင်မိုက်အယက်သည့်ထွန်းလင်းတော်စီမီခဲသို့မဲ့၍တင်တို့သည်အမိပြုတင်ကြ၏ကျင်းစာမှာပါသောအနာဂတိစကားမိသည့်ကာကိုအလိုအားခက်အနက်မပေါ်ထူရှဲဥစွာတိမှတ်ကြလောအကြောင်းမူကားအနာဂတိစကားသည်လူအလိုအားဖြင့်ထစ်ဘူးသည်မဟုတ်ဖျားထင်ဤတန်ရှင်းသောသူတို့သည်တန်ရှင်းသောဝိညာဉ်တို့၏တိုက်တွန်းမှုကိုခံရ၍ဟောပြောကြ၏